တော့အတိတ်ကရှိရင်တို့ဘုရားဖြစ်မှာပဲဆိုအဲ့ဒီဘုရားဘယ်လိုလုပ်ဖြစ်မှာဟုတ်တယ်မလားဘုရားဖြစ်မယ်ဖြစ်မှာပေါ့အဲ့ဒါဆိုဦးဇင်းတော့သူ့ကိုယ်ဝယ်စရာလိုလားတကားတကားရဲ့ဆုံဖုံနော်ပစ္စည်းလေးပါဒါရိုက်ကဒီရဲ့ပံ့ပိုးမှုနဲ့နော်ရှင်သန်လှုပ်ရှားနေကြတာအသက်ရှင်နေကြတဲ့ခိုးကြီးတွေကဟုတ်ဟုတ်တိတ်ပြီးတော့တစ္ဆာဖုံဖုံအားကြည့်ပြီးလူတို့ကိုတစ္ဆာဖုံဖုံအားကြည့်တယ်ဆိုရင်နော်ခိုးဆုံးလည်းမစားနဲ့ဘူးဟိုဘင်းကပြက်လို့လွယ်တယ်လေဟုတ်မှာဟုတ်မှာဘာလဲဘင်းကဟိုပြက်ရကတ်တယ်ဟုတ်မှာ သူကလောက်ထားတာလည်းနေတာမဟုတ်ဘူးငရေတွေရောနှက်ပြီးပြီးရောဓမ္မပြီးပြီးရောအတိတ်ကပုံကြတာတွေရောဟုတ်ပါပဲသူကနေတာမဟုတ်ဘူးအလုံးမဲမင်္ဂလာပါ အရှင်ဒေသာနန္ဒဒဇယ် Facebook page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဦးဇင်းတို့ဒီကနေ့မှာတော့သမိဆက်ရာဓမ္မတာကိစ္စဆိုတဲ့ခေါင်းစဉ်နဲ့အစီအစဉ်တစ်ခုကိုပြန်လည်တင်ပြ လေးသွားမှာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ကကဗျာဆရာမောင်စိုးချိန်နဲ့ကဗျာဆရာမောင်လွမ်းနေတို့စပေးလုပ်ငန်းတစ်ခုတိုင်ပင်ဖို့အတွက်ဆရာတော်မင်းတို့ညဗုဒ္ဓတက္ကသိုလ်စီကိုလာရောက်တွေ့ဆုံဖူးမြော်ကြတော့ကြပါတယ်။ဆရာတကာလွတ်လွတ်လပ်လပ်ခင်ခင်မင်မင်ရင်းရင်းနှီးနှီးနဲ့စကားတွေအများကြီးပြောခဲ့ကြပါတယ်။အကြောင်းအရာတွေလည်းစုံစုံလင်လင်ကိုဆွေးနွေးပြခဲ့ကြတာဖြစ်ပါတယ်။ဒီလိုစုံစုံလင်လင်ဆွေးနွေးတဲ့အထဲမှာမြမပြည်က ရင်ဖုန်ကြီးတွေအကြောင်းမြောက်ရီမင်းကြီးသေတော်အမိတ်ရှိခဲ့တဲ့ဘာသာရေးဘိန်းဘီရင်တွေရဲ့အကြောင်းဒီရင်ဖုန်ကြီးတွေဘာသာရေးဘိန်းဘီရင်တွေရဲ့စိုးကျိုးတက်ရောက်မှုတွေကြောင့်မြန်မာပြည်သူပြည်သားတွေဟာဓမ္မအမှန်တရားကိုမမြင်နိုင်မဲနဲ့အာရမဝါဒီစိမိတာစစ်ဘလူးတွေရဲ့သွေးထိုးလွတ်စော်မှုတွေမှိုင်းတိုက်မှုတွေခံနေကြရတဲ့အကြောင်းတွေကိုဆွေးနွေးပြကြပါတယ်ဒီဆွေးနွေးမှုတွေကို ပြည်သူလူထုထံကိုတင်ပြမယ်ဆိုလို့ရှိရင်တော့ဓမ္မအလင်းရောင်ကိုကောင်းစွာခံစားမိကြလိမ့်မယ်လို့ဥဒင်းထင်မြင်ယူဆမိတဲ့အတွက်ဒီအစီအစဉ်ကိုတင်ပြလိုက်ပါတယ်ဒီကနေ့မှာတော့သောသောကပြောခဲ့တဲ့ရင်ဖုန်ကြီးတွေအကြောင်းဘာသာရေးဘိမ့်ပြင်းတွေရဲ့အကြောင်းကိုဆရာတော်နဲ့ကဗျာဆရာနှစ်ဦးဟာအခုလိုဆွေးနွေးထားတာပဲဖြစ်ပါတယ်အဲ့ဒီဖုန်တွေเนาะဒီဆေးအုပ်စုကတပ်ဖြတ်နေတယ်မီးရှို့နေတယ် 在农村比较复杂的，你你从农村的破面啊，在路面比较复杂的，第十五组常见的，第十五组我们最好做。那我这个里干嘛哩哟？那都搞污染的，俺们农民们比较复杂的，比较复杂的都玩到有油的了，啥都油的了。我不讲都没有油的，我不在干里做，我不在干里做，你干你咋的也是的。 နေတဲ့ဒါလည်းဂျင်းထဲမှာမျောနေမျောလို့မဲ့နစ်ကိုနစ်နေရတာနစ်နေတာမျောရုံကအဲ့တော့အဲ့တော့အဲ့လိုပြောတဲ့ခါကျတော့နင်အဲ့ဖုန်းနေဘူးလို့ဒီဆုံးခလာဆုံးချချပြီးချက်နေရတာမနေ့၄နိုင်ခွဲဂျောင်းနေဆိုဆုံးချက်ရပြန်ပြီနင်ခါကြီးရစောင်းဝင်စောင်းဝင်နေတောင်းနေရတယ်နံပါတ်၁ကိုကျမကြီးကိုပြီးစက်နံပါတ်၂ဤသူလူလူရဲ့ရှေ့မှာမမမမမရက်ခဲနဲ့နော်တန်ယုံလိုက်ပြီးတော့အမ 没弄么小目标，哎都跑你了！你从老晚，你从老米做起，你那伢嘞忙得嘛？水没白弄，白表了。水没白白干了，白干了哦！哈哈哈！没呀，我哪趟没呀？哪趟内什么开头？哎哎哎，什么开头？赚钱啊！累嘛多啦？反正下子嘛，好嘛，你那个，好了，日常都累嘛不嫌的，喏，十来嘛不嫌的，忙得个呢，十来天呐，嘛一年不少啊，那一年。 ချီးနေပြီလူတွေတတ်နေပြီနဲတာမဟုတ်ဘူးဂျာကဂျာကမီးအရှို့ဆုံးရက်ွက်ကိုပြောပါဆိုစကိုင်းကိုပြောတာပြေမခွေနင်တို့အနီးနားတွေဖြစ်နေတာဟာလို့အဲ့ဖုံးကြီးတွေဘာမှတခုံးမပြောဘူးနော်လို့အဲ့ဖုံးကြီးတွေကိုတခုံးမပြောတဲ့လူတွေကိုဟုတ်လားတနည်းအားဖြင့်အဲ့ဒါအချောင်းသမားတွေအဲ့ဖုံးကြီးနော်တကားတကားမရဲ့ဆုံးဖုံးနော်ပစ္စည်းလေးပါးဓာတ်ရိုက်ကဒီရဲ့ပံ့ပိုးမှုနဲ့နော်ရှင်းတန်းလှုပ်ရှားနေကြတာ အသက်ရှင်နေကြတဲ့ခိုးကြီးတွေကဟုတ်တိတ်ပြီးတော့တစ္ဆာဖုံလုံးအားကြည့်ပြီးလူတို့ကိုတစ္ဆာဖုံလုံးအားကြည့်တယ်ဆိုရင်တော့ခိုးဆုံးနေမစားနဲ့တော့အဲ့လိုလုပ်ရမှာကိုကိုနော်တောင်မနားလဲပြီးတော့ကိုကိုနားလဲပြီးတော့အဲ့လိုလုပ်ကြတော့မလုပ်ဘူးမလုပ်ဘူးဆိုတော့မကြည့်ဘူးအာတကယ်ငါအခုပြောနေတာနော်ညင်တကယ်လို့ဆွန်းထချွက်ပြီးတော့နော်ဒီဆောင်ငန်းဆောင်ငန်းနဲ့ခါကြီးဆောင်ငန်းဆောင်ငန်းဖြစ်နေတဲ့ဂျားတွေကနေပြီးတော့လုံးမယ်ဆိုရှင်နော်ညနေငါနဲ့သင်ခန်းပြပေး ရွာဖုံးကြီးရဲ့ဒီတိုင်းမှာပြောရတယ်ရွာဖုံးကြီးကသူကမိုင်းကြီးကြတွေထည့်ထားတာဒါဘောဒါဘောတကယ်ပြောတာကတော့ဒီကြီးကြတော့ရှိတော့ပြောခဲ့တယ်လीမှန်ပါဘာတို့ဘုန်းကြီးတွေอ่ะတဲ့အာရာကြီးဘိမ့်ပြင်းနေဟိုနေဘိမ့်ပြင်းနေတဲ့သူတို့ဘာရာကြီးနဲ့ဘာတိုက်ကြီးနေရောအမ်းဘိမ့်ထည့်ထားတာတဲ့อืมဘိမ့်ဆွဲတယ်လို့ဆွဲနေကြပြီတဲ့အမှန်ရောက်ဖို့ခင်းရင်းတော့ပြီတဲ့မှန်ဟိုဘိမ့်ကဖြတ်လို့လွယ်တယ်လीမှန်ပါမှန်ပါဘာရာကြီးဘိမ့်က ပုံပြက်ကတ်တယ်ဟုတ်မသူကလောက်ထားတာလည်းနေရမုံငရေတွေရောနှက်ပြီးပြီးရောဓမ္မပြီးပြီးရောအတိတ်ကပုံကြတာတွေရောဟုတ်ပါပဲသူကနေရမဟုတ်ဘူးဟုတ်30ပုံကျင်နေကောင်းတော့ဟုတ်35ပုံနဲ့30ပုံအကုန်လုံးတို့တာတကယ်မြင်တွေ့နေရတဲ့လက်ရှိပြည်စုံကသိမိစာကြောင့်ကြရတယ်ငရေကြတော့လိလူကြည့်ပြီးတော့အင်းဒီမှာထားအောင်ငွေကမမြင်ရတဲ့ငရေကိုကြတော့တခါတည်းပုံကြီးတွေချဲပြီးလုံနေကြတော့ ်အခုလုံနေတဲ့ငရဲလွတ်အောင်ကြိုးစားဖို့ဟုတ်တယ်မလားစိမိစာကြောင့်စိမိစာကြောင့်ဖြစ်နေတဲ့ငရဲကစိမိစာမရှိရင်ဒီငရဲကလွတ်မှာပဲလေဒါလက်တွေ့ကူညီလို့ရတဲ့ကိစ္စအင်းအဲ့ဒါကြတော့ကူညီဖို့မကြိုးစားဘူးဒါကူညီဖို့ဟေ့ဆိုရင်ခုနပြောတဲ့စွန့်လွှတ်မယ်ဗျာကြောက်စွန့်လွှတ်မယ်ဘာညာစွန့်လွှတ်မယ်လေသူတို့အားဓာတွေကိုမစွန့်လို့ရှင်လက်ရှိမြင်တွေ့နေရတဲ့ကိစ္စကိုသိနေရှုလိုက်တာလေအင်းဒါကြတော့ဗုဒ္ဓကလည်းပြောထားပြီးတယ်ဟုတ်တယ်မလားအဋ္ဌကံပုံချတယ်လေဆိုရင်ပုပ္ပိကရာဟေတုကဒိဋ္ဌိ ်။အမိစ္ဆာဒိဋ္ဌိပဲမရင်မှုပဲလေ။ဘုရားအရှင်ရှားပြောထားတဲ့ကိစ္စကိုခုဘုန်းကြီးတွေတခါလာလဲဒီအတိတ်ကံကြောင့်တော့အခုလိုဦးဇင်းတို့မှာစိမိစ္ဆာရဲ့အောက်မှာနှင်းဆက်ခံရတာအဲအိမ်ကြီးအပြစ်ခံရတာညှို့ခံရတာဘုန်းကြီးတွေအသက်ခံနေရတာကိုသူတို့ကအတိတ်ကဝေကြည်ပေးဆက်ရတာဟေ့ဆိုပြီးလို့ဘုရားပြောထားပြီးသားလေဟုတ်တယ်မလား အတိတ်ကံကိုပုံကြရည်ဆိုရင်ခုနပြခဲ့တဲ့ပုပ်ပေကရာဟေတုကဒိဋ္ဌိဒါမိစ္ဆာဒိဋ္ဌိပဲဟွန်းဟုတ်ပါဘူးဟောလို့ဆိုဘုရားเออตัวอติกันရှင်ตัวတို့ဘုရားပြင်มาပဲဆိုไอ้นี่ဘုရားဘယ်လိုလုပ်ဖြစ်มาဟုတ်တော့မလားဘုရားပြင်မယ်ဖြစ်มาဗောအဲ့ဒါဆိုဥစဉ်တော့သူ့ကိုဝယ်เสียလို့လားဟုတ်တော့မလားဒါလောကရဲ့တဘာဝပဲဟာယနေ့조사နေကြတဲ့လူဆရာဝန်ဖြစ်ခြင်းတာဘာဖြစ်ခြင်းတာလဲသိက္ခာပညာရှင်ဖြစ်ခြင်းတာလား조사ကြလို့လေตัวတို့อติกันပုံชาပြီไอ้นี่ငမွဲပဲဖြစ်มาဗောဘာဖြစ်มาတော့ ဗုဒ္ဓဓာရီကိုတိလို့ခဏကပြောခဲ့တဲ့တိတ်ကံပုံချထားရင်လူချင်းလူငယ်ဝါရပဲဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်ဒါကြီးကိုမိစ္ဆာဒိဋ္ဌိဆိုပြီးထည့်ထားတာလေပြီးတော့ဦးဇင်းတို့ဒီဒီဘဝနေပြီးတော့နောက်ဘဝတွေကိုမငရဲသွားဖြစ်တယ်နတ်သွားဖြစ်တယ်မပြတ်မစဲနဲ့ဒီဝิญဉ္ဉ်ကောင်ကြီးကသွားနေတယ်လေဆိုရင်တတ္တဒိဋ္ဌိလေးသင်္ချာပြောထားတာဟုတ်တော့အခုတော့ဦးဇင်းတို့ဘုံကြီးတွေဝင်တာပြောတယ်ခွေးဖြစ်လိုက်နွားဖြစ်လိုက်ကြက်ဖြစ်လိုက်ဒီရောက်ပြောအကုန်လုံးရှုပ်ကုန်တာလေပြောနေတာကြီးဟုတ်တော့ တော်ဟာ7000ဟဲ့လေဒီမှာဦးဇင်းတို့အကုန်ညှိနေတာကိုပြောပြတာပါညှိတာညှိတာညှိနေတာညှိအဲ့တော့ပြောချင်တာအရာဗုဒ္ဓကဒီလက်ရှိပြဿုပ်ဘဝမှာဒုက္ခတွေကလွမြောက်ကြောင်းများစနစ်တကျတင်တာတစ္ဆာ၄ပါးပဲလေဒုက္ခဖြစ်ကြောင်းအပါလေဒုက္ခဘာကြောင့်ဖြစ်နေတာဒီဒုက္ခကလွမြောက်ခြင်းနေရေးဆိုရင်ဒီမှာဒီအကြောင်းတွေရှိတယ်ဓမ္မတွေကတစ္ဆာတွေရှိတယ်ဒီအကြောင်းတွေကိုဘယ်ဒီမှာလွတ်မယ်ဝိမုတ်တိဒုက္ခကိုစနစ်တကျတင်တာလေအဲ့တော့ဦးဇင်းတို့ရဲ့အတိုင်းမြေဒါစနစ်တကျမတင်တော့ ဝိမုတ်တိဒုက္ခဆိုတဲ့လွမြောက်ခြင်းရဲ့ချမ်းသာကိုမြင်ကြတော့အာနာရှင်အောက်ကလွမြောက်ဖို့ရေးဆိုရင်ဦးဇင်းတို့အာနာရှင်ကိုဖယ်ရှားမှာအာနာရှင်အောက်ကလွတ်မှာလေတောင်ကိုရီးယားတူဖယ်ရှားနိုင်တဲ့အတွက်ကြောင့်လွမြောက်သွားတယ်သူမချမ်းသာဘူးလားချမ်းသာတာပဲဦးဇင်းတို့ရဲ့စိတ်မှာဖြစ်နေတဲ့ခုနပြောခဲ့တဲ့ကိလေသာအငြိစေသမှုရတ္တစ္ဆာတွေကိုဦးဇင်းတို့ကတတိနဲ့ဉာဏ်ပညာနဲ့ဟောတော့မလားသူ့ကိုတတိနဲ့ကပ်ပြီးမိငါကုံဆုံးမလုပ်နဲ့သောက်တော်မလားဒါမကောင်းဒါမကောင်းဒါပူစီတယ်မိပူတယ်လို့သိရင်မကင်တော့ဘူးလေဟုတ်တော်မလား လောဘကိုလည်းပူတယ်လို့သိအောင်တတိနဲ့ပညာနဲ့နေခိုင်းတာပဲ။ तू ကအပူလို့သိရင်သူ့ရဲ့ခိုင်းစေခြင်းဦးဇင်းတို့မခံရတော့ဘူး။ဒီနေ့မင်းအောင်နိုင်ကြီးအာနာကိုလောဘနဲ့ဒေါသနဲ့မောဟနဲ့မသိမှုတွေနဲ့စုပ်ကိုင်းထားတဲ့အတွက်ကြောင့် तू လည်းပူလောင်တယ်ဦးဇင်းတို့တန်နိုင်ငံလုံးပူလောင်သွားပြီလေ။ ဟုတ်တယ်မလားအဲ့ဒါကိုလွတ်ချဖို့ပြောရမယ်ဘုန်းကြီးတွေကမရောက်နိုင်ဘူးသဒ္ဓါပညာနဲ့ပြည့်စုံတော့မင်းကောင်းမင်းမြတ်စွာကြီးတွားမြောက်ပြီးတော့ဘုံကနွားငွေမှကြက်ပြည့်တာမဟုတ်ဘူးကျိုးထွက်လာဟုတ်တော့မလားအဲ့တော့စော်တော့တာပေါ့ဘလို့လို့ဘုရားကဘုရားပြောတယ်ဝိမု ക്തി ဒုက္ခဘာဖြစ်မှာတော့ဘာမှဖြစ်တော့ဘူးအဲ့ဒါဦးဇင်းတို့သိတာပဲဒီကပြဿနာအဲ့ဒါအဲ့အဲ့အလွဲအလွဲတရားတွေရှောက်ပြောလို့ဒုက္ခတွေရောက်ပေါ့ခြင်းပေါ့အဲ့ကြောင့်ဦးဇင်းကတခါရေးတာဟုတ် အိန္ဒိယကချိန်ဖုံကြီးနဲ့မြန်မာပြည်ကချိန်ဖုံကြီးဆိုတာဟင်းအိန္ဒိယကချိန်ဖုံကြီးကယောသားတွေကတော့ဂူကြီးပြန်ဒါတော့စေတော်မေတ္တုံညဗုဒ္ဓတက္ကသိုလ်နဲ့ကဗျာဆရာမောင်ဆိုးချင်းကဗျာဆရာမောင်လွန်းနီတို့ဆွေးငင်ွေခဲ့တဲ့ဆွေးနွေးချက်ပထမပိုင်းကိုတင်ပြခဲ့တာပဲဖြစ်ပါတယ်ဆွေးနွေးချက်ဒုတိယပိုင်းကိုဆက်လက်တင်ပြမှာဖြစ်တဲ့အတွက်အားလုံးပရိသတ်များစောင့်မျှော် ပြည့်စုံဖို့တိုက်တွန်းပြစေစစ်မှန်သောဓမ္မထွန်းကားဖို့အတွက်စစ်မှန်တဲ့ဓမ္မယတကိုခံစားဖို့အတွက်စစ်မှန်သောခံယူချက်တွေနဲ့စစ်မှန်သောဓမ္မတွေအပေါ်မှာအထိုင်ရည်ချက်တွေနဲ့ဆွေးနွေးတဲ့ဆွေးနွေးမှုတွေဟောကြားတဲ့ဓမ္မတွေကို나ယူနိုင်စွမ်းသောနှလုံးသားအုံတော်များပိုင်ဆိုင်နိုင်ကြပါစေ